မင်္ဂလာပါရှင်ဒီနေ့ဆရာမောင်သာချူရဲ့အရင်နှစ်အရာဝတ္ထုတို့များစာအုပ်ထဲမှခြေကုံလက်ပန်းကြနေသူများဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်အတူ နားစင်ခန်းစားပေးကြည့်ပါရှင် တကယ့်ကိုပပဆက်ဆက်ပူနေပါပြီ။ခေါက်ကလက်ရှိကိုလှမ်းကြည့်လိုက်တော့ယူကလစ်ပင်တွေထင်းရှူးပင်တွေကຫນွေလီမှာတရှဲရှဲ။ဒါပေမဲ့ဒီယူကလစ်တွေထင်းရှူးတွေဆိုတာကပြောရလောက်အောင်အေးရတဲ့အပင်မျိုးတွေမှမဟုတ်ပေဘဲ။ဒီတော့လဲຫນွေဟာຫນွေပါပဲ။ကြည့်လေတစ်ချက်တစ်ချက်စောင့်ဝင်လာတဲ့လီမှာသေးရွက်တွေဖုံလုံးကြီးတွေနဲ့တန်ထွန်းလေးရဲ့မမေသောအညာတို့မွေးထာနေတို့ဆိုတဲ့တပြားသချင်းတွေကိုတောင်ပြန်သတိရစရာပဲ။ ခေါကလက်ကားလမ်းမကြီးပေါ်ကနေခေါကလက်ရှိရောက်တဲ့အထိကားငယ်တချမ်းပဲပုံကိုေးဝိုက်ဝင်လာတဲ့မီနီလမ်းကလေးပေးမှာလေးတိုင်စင်ထိုးထားတဲ့ဈေးဆိုင်ကလေးတစ်ဆိုင်တဏီမိုးဝါကြခင်ခနော်ခနဲ့ဆိုင်ကလေးဘစ်ကွတ်မုန့်လေးတွေဇီတော်ဖီလေးတွေစီးကရက်ထည့်ထားတဲ့တန်ဘူးလေးတွေနေကြာကွာစိတ်အချင်းထုတ်ထည့်ထားတဲ့ဘန်းကလေးတွေပြီးတော့ကျိုးနဲ့တွဲလဲချိတ်ဆွဲထားတဲ့ငပြိုပြီးသုံးလေးပြီးအဲ့ဒီအပေါ်မှာကဆိုင်ရှင်အဖွားကြီး အသက်60လောက်သပင်တွေကကြာစံတွေလိုပဲဖြူဖွေးချောက်မာနေလျက်မဲညင်းညစ်အသားရည်တွေကတွဲရဲကျနေလျက်မျက်လုံးတွေကရှည်ဝေးနေလျက်နှပေါဟောင်းလုံးမှာတစ်သားယူကလေးထူလျက်တခါတရံမှာတော့စေးဖို့လေးကြီးတလေးကိုဖွာလျက်တခါတခါမှာတော့ဝင်ထွက်သွားလာနေတဲ့လူတွေကားတွေကိုငေးကြီးလျက်တကယ်ကိုနှွေနေလိုက်တဲ့ကောက်ကလက်ဝင်ပါပဲတကယ်တော့အဲ့ဒီဆိုင်ကလေးရဲ့ပေါက်တယ်ဆိုတာတွေကကောက်ကွင်းအလုပ်သမားတွေပါ ဒီအထဲမှာခေါင်းသီးကောက်တဲ့သူတွေပါပါမယ်။ခေါင်းအိတ်ထမ်းတဲ့သူတွေလည်းပါမယ်။ခေါင်းကွင်းပြုတ်ပြင်းနေသူတွေလည်းပါမယ်။ဟိုးခေါင်းကလက်ထဲကဘားကောင်တာနဲ့စားတော့ခန်းကတော့သူတို့နဲ့မဆိုင်။ကလားလည်းမလာသေးဘူးဟာ။ခေါင်းကလက်စားအောင်ရှိတတဲ့ထင်းရှူးပင်အောက်မှာထိုင်နေတဲ့ကောင်မလေးကကောင်လေးကိုမေးလိုက်တယ်။နှစ်ယောက်စလုံး73နှစ်လောက်။ကောင်လေးကခမဲမဲဘောင်းမီတိုနီရဲရဲနဲ့ ရင်ဘက်မှာအင်္ဂလိပ်စာတန်းထိုးထားတဲ့စွကျစ်လက်ပြက်ကလေးကလည်းခမွေးမွေးခြေထောက်မှာကဖနက်ပလာကောင်မလေးကတော့အစားကအသားတော်တော်ဖြစ်ပေါ်မှာပဲခုလောက်နေပူထဲမှာအလုံးလုံးခဲ့တာကြောင့်အသားကနီဆက်ဆက်သူကတော့ညက်ဖနက်လေးနေလာမလားဟာသူ့ဆရာကနိုင်ငံညသွားနေတဲ့ဥစ္စာကောင်လေးကမြေကြီးကိုထိုးချစ်နေတဲ့တုတ်ချောင်းကိုဟိုးခွေဝေးဝေးကိုလှမ်းပြလိုက်ရင်ကဖြေတယ်။မနေ့ကတောင်လာသေးတာပဲဟာလာမှာပေါ့ သူ့ဆရာနိုင်ငံညသွားတာနဲ့ဘာဆိုင်လဲကလားကပိုးတောင်းထောနေသေးတယ်။နင့်ဘသူပြောလဲ။ပေါ့ဆားကလည်းဟာနင်ဘာမှမသိဘူးလား။ကလားဆရာကနိုင်ငံညသွားတာနှစ်လလောက်ကြာမဲတဲ့။အဲ့ဒါကလားကိုတနာလို့ဆိုပြီးသက်ဆန်150တောင်ထုတ်ပေးထားခဲ့တာလေ။အခုကျော်ကြီးကလည်းသူ့ဖွားဆုံးလို့ရွာပြန်နေတော့ကျော်ကြီးဆရာစီမှလည်းကလားဝင်လုံနေသေးတယ်လေ။ကလားကတကယ်ထောနေတာဟာ။ငါတောင်ဟိုနေကမဝယ်ကြွေးသေးတယ်။ငါတောင်မပြောဘူးဟန်။ ပေါက်ဆဆိုတဲ့အကောင်လေးပကြီမနဲ့ဖြစ်သွားသည်။ဘာပဲဖြစ်ဖြစ်ကလားကိုအားကြမယ်ဆိုတော့လေအားကြစရာပါပဲ။အလကားတက်တက်ငွေ150ထုတ်ပေးသွားတယ်ဆိုတာ။အင်းလေမယုံကြည်နိုင်လောက်အောင်အံ့ဩထူးဆန်းဖွယ်ရာကြီးတော့မဟုတ်လားပါဘူး။ဒီမှာတော့ငွေဆိုတာရှိပါပဲ။ကောင်းရိုက်တန်တစုံကိုအ ਨੇ စုံတပေါင်းကျော်တပေါင်းပေးဝယ်ကစားကြတဲ့ဆိုကလေးကတလုံးကို30လောက်တန်တဲ့ခေါသီးအလုံး50ကိုအိတ်ထဲထည့်ပြီးအပြင်းပြေကစားကြတဲ့ဆိုကလေးက ခေါက်သီးခေါက်သမားနဲ့ခေါက်အိတ်ထန်းသမားကို တနေ့90ကျပ်30ပေးထားနိုင်တယ်ဆိုတဲ့ကခေါက်ကလက်ဝင်ကြီးတွေလားစင်ကြီးတွေကိုတောင်ပေးကစားနေတယ်ဆိုတဲ့ကဒီငွေကလေး150ဆိုတာသူတို့အတွက်ကတော့ငွေဆိုတာရှိပါပဲဒါပေမဲ့အဲ့ဒီရေကလေးတပေါင်းနှစ်ပေါက်ကို အငဲမရတောက်လို့လာတဲ့ပေါက်ဆတို့ကလားတို့လူလူတွေလူတွေဟိုမဟိတ်ဆရာလာပြီခေါက်ကလက်သေးကိုကားဖြူကလေးတိုးဝင်လာတာနဲ့ ပေါ့ဆော့ဆိုတဲ့ကောင်ကလေးရောကောင်မလေးကပါထရရလိုက်ကြတယ်။ Boss Wagon ကအဖြူကလေးကမြင်းနီလန်အတိုင်းမောင်းလာနေရကနေခေါက်ကလက်ရှိမှရက်မလို့လို့နဲ့မရက်တော့ပဲခေါက်ကလက်ဘေးကအပတ်ပြီးအနောက်ဘက်ကောက်ကွင်းစီကိုမောင်းသွားတယ်။ပေါ့ဆော့တို့နှစ်ယောက်စလုံးကားနောက်ကိုအပြေးတစ်ပိုင်းလိုက်ပါသွားကြလေရဲ့။ပေါ့ဆာတို့နှစ်ယောက်သာတရက်ပင်ကြီးအောင်မှာရက်ထားတဲ့ကားစီကိုရောက်တော့အဲ့ဒီကားပေါ်ကဆရာစုသူကကားထဲကတောင်ဆင်းပြီးနေပါပြီ။ ပေါစားတို့ကိုမြင်တာနဲ့ခရဲ့ရဲ့ပြုံးပြီးနောက်ဘက်ကပစ္စည်းတွေကိုလက်ညှိုးထိုးလို့"ကဲယူသွားကြကွာ"တဲ့။ပေါစားကခေါင်းသီးထဲတဲ့အိတ်အညူကလေးကိုအရင်ဆွဲထုတ်ပြီးကောင်မလေးကိုပေးလိုက်တယ်။ပြီးမှခေါင်းအိတ်ကြီးကိုမနိုင်မနှင်းဆွဲထုတ်ပြီးလွှဲထားလိုက်တယ်။ခေါက်တန်စလီငါးချောင်းရဲ့ချွေးတုပ်တဲ့လက်ကင်ဘွားတွေရဲ့ခေါင်းအိတ်ဘေးမှာထိုးထည့်ထားတဲ့ထီးတလဲ့ရည်နဲ့ရှုပ်ပွားနေတဲ့ခေါင်းအိတ်ကြီးဟာတိတ်ပြီးတော့ပေါ့ပေါ့ပပမဟုတ်လာဘူး။ဒါကြောင့်ပဲထင်ပါရဲ့ ်ပေါက်ဆက်ဟာခေါက်တန်အိတ်ရဲ့အလေးချိန်ကိုဟန်နိုင်အောင် သူ့ခါးကိုတစ်ဖက်ကိုယိုင်ထားရတယ်ပေါက်ဆက်ရဲ့ဦးတင်းဆွေတို့ရောက်တာတွေ့လားရောက်နေပြီစရာကလက်ထဲမှာဘီယာတောက်နေလားမသိဘူးအေးအေးဒါဆိုငါသွားလိုက်အောင်မေနေလဲနည်းနည်းပူပါသေးတယ်ကွပြီးမှစားကြတာပေါ့ဆရာကပေါက်ဆက်ကောင်းကိုတစ်ချက်ပုတ်သည်စပုတ်ရှက်နဲ့ပြားဂျင်းမောင်းမိရှိကင်းဘက်မနှက်ဖြူဖြူနဲ့ဖြူဖွေးနုဖက်နေသောအသက်၄၀ကျော်လောက်ရှိဆရာဆိုသူကို ကောင်းမလေးကငြီးညီနေစေ တောက်စားတို့ဆရာအကွင်းထဲကိုဆင်းလာတော့နေပူရှင်ရော့ကြသွားပါပြီ။ဒါပေမဲ့ကာကွင်းထဲမှာလူရှင်တို့မှာပဲ။ဒီလိုရုံအားရဲ့မဟုတ်တဲ့ဈာရက်တွေမှာတော့ကာကွင်းဟာလူရှင်တက်မြဲပါ။ညနေဆောင်လောက်ကျမှသာနည်းနည်းစီကားလာတတ်ပါတယ်။ရုံမရက်တွေဆိုလိုကတော့ဘာစီတလဲမမင်းနဲ့ပဲ။အသေးမဝင်ဘဲနဲ့နေထွက်ကြေးပေးပြီးလာရိုက်တဲ့သူတွေကတောင်းမနေ။ပေါ့စားကကာကွင်းတစ်ခုလုံးကိုဖျက်ပိုင်းပြီးငေးကြည့်နေမိတယ်။သူ့ဘေးမှာကခေါင်းအိတ်ကြီးကိုလှဲချထားတယ်။ ောင်မလေးကတော့မြခင်ပေါ်မှာထိုင်ပြီးခေါင်းသီးတွေကိုရေပက်နဲ့ပုတ်နေတယ်။ခေါင်းကွင်းကြီးတစ်ခုလုံးဟာဟိုးအဝေးမှာခြိမ်သွားလိုက်၊မောက်သွားလိုက်၊ဖြောင့်သွားလိုက်၊ကောက်သွားလိုက်နဲ့။ပေါ့စားတို့ထိုင်နေတဲ့နေရာကတော့အစမ်းရိုက်ကွင်းပါပဲ။ခေါင်းသီးရိုက်တက်ဆလူတွေကျင်းရိုက်တဲ့နေရာ။ရိုက်တက်ပြီးသားလူတွေလည်းတကယ်ကျင်းစိန်ပွဲမရိုက်ခင်အစမ်းရိုက်ရနေရ။ပေါ့စားတို့ဆရာကတော့နေတိုင်းအစမ်းရိုက်တည်ပဲ။ပေါ့စားကတီဘော်တို့ခေါင်းသီးကလေးတွေတင်ပေးရမယ်။ ဆရာရိုက်လိုက်တိုင်းဟိုးအဝေးမြေပြက်လွင်ပြင်ထဲမှာကြကြသွားတဲ့ခေါက်သီးတွေကိုကောင်မလီကစောင့်ကောက်ရမြင်ခေါက်သီးကုံပြီးဆိုတော့မှဂိုက်၂00ဂိုက်300အဝေးကနေအပြေးတက်လာပြီးလာပေးရမြင်တခါဆရာကပြန်ရိုက်မြင်ကောင်မလီကကောက်ရမြင်ဒီလိုနဲ့တကယ်ကျင်းစိန်ဘွေရိုက်ပြီးဆိုရင်တော့တပကကွင်းမှာတွားရိုက်ရသည်လေအဲ့ဒီကျင်းစိန်ဘွေရိုက်တဲ့ဘက်မှာလဲရှိုးတွေမြောင်တွေဂျိုက်တွေဝန်းနေနေပါပဲရိုက်တဲ့နေရာနဲ့ကျင်းနေရာတစ်ဝိုက်ကတော့မြင်းညီပေါ့ စင်းရင်ရင်ဖြစ်နေတဲ့ဂါကွင်းကြီးတစ်ခုလုံးမှာဟိုးခက်ဝေးဝေးမှာတဝိုင်းဟိုးခက်ဝေးဝေးမှာတဝိုင်းနဲ့ဆက်ဝိုင်းပုံမျက်ခင်းစိနုနုကလေးတွေကိုလည်းမြင်နေရတယ်။အဲ့ဒီမျက်ခင်းစိနုဆက်ဝိုင်းတွေရဲ့အလယ်မှာကအလံတိုင်းလေးတွေကျင်းနေရလေးတွေပဲပေါ့။ရိုက်ကွင်းတကွင်းနဲ့ကျင်းတချင်းဟာဂိုက်တရ90ကျော်ကျော်200လောက်တော့ဝေးလိမ့်မယ်။ခေါင်းပြီးရိုက်သမားတွေဟာအဲ့ဒီတချင်းကနေနောက်တချင်းကို စင်ကဲစင်ကဲရိုက်သွားကြရင်ကကစားသွားကြတာပါပဲ။ကြည်ရတော့ ။ခောက်သီးဗနဲ့လုံးကြီး၊ဘီယာဗနဲ့လုံးကြီး၊လက်မက်ဗနဲ့ခါထိုးပေးကြီးဆိုတာလောက်ပါပဲ။ပေါ့စားတို့လိုလူတွေကတော့သူတို့သွားလေရာကိုခေါင်းအိတ်ထမ်းပြီးလိုက်ပြီးရော။ကဲပေါ့စားကြီး။ပေါ့စားရောကောင်မလေးပါတွတ်တက်လက်လက်မတက်ရရင်ဆရာကိုငေးမိကြလေရဲ့။ဆရာဆိုသူကပေါ့စားလမ်းပေးသည့်လက်အိတ်အနီရဲရဲကိုတည်တည်တက်တက်ဝတ်ဆင်နေတော့ပေါ့စားကလည်းခေါင်းသီးတွေထည့်ထားတဲ့အိတ်ကိုပခုံးမှာတိုင်းတွေလိုက်တယ်။ပြီးတော့အဝေးရိုက်ခေါက်တန်တချောင်းကိုလည်း ိတ်သေးကဆွဲထုတ်ထားလိုက်တယ်။အပြေးဆင်းသွားတဲ့ကောင်မလေးကတော့ဟိုးဂိုက်နေရာလောက်ကမြေအနေတဲကိုတောင်ရောက်နေပါပြီ။အနောက်ဘက်ကနေခက်ဆောင်ဆောင်ထိုးဆင်းလာတဲ့နေရောင်ကြောင့်ကောင်မလေးဟာသူ့မျက်နှာကိုလက်နဲ့ကရင်ပေါက်ဆတို့အဘက်ကိုလှမ်းကြည့်နေတယ်။ကျောင်းဆရာပေါက်ဆကသူ့ဆရာကိုကောက်တံလှမ်းပေးလိုက်တယ်။ဆရာကဓူးကိုညှက်ကကွေးကခေါင်းရိုက်တံကိုဟန်ပါပါကင်ကာနဲ့မြေကိုသုံးလက်ချက်သုံးလေးချက်ရှင်းပြီးဆန်းလိုက်တယ်။ ။ပေါစားကလွယ်အိတ်ထဲကတီကလေးကို ထုတ်ပြီးမျက်ခင်းစိမ့်ပေါ်မှာထိုးထည့်လိုက်တယ်။ပြီးမှခေါင်းသီးတစ်လုံးကို အပေါ်မှာတင်ပေးထားလိုက်တယ်။ရေခဲမုတ်ဖက်ကလေးနဲ့တောင်တူနေပြန်ရဲ့။ဆရာကခြေကိုခက်ကားကားရေးလိုက်တယ်။ခါကိုနှွဲလိုက်တယ်။ပြီးမှတအားလွှဲရိုက်ပြလိုက်တယ်။ခေါင်းသီးလေးကတော့လေကိုခွင်းပြီးလှစ်ခနေ။ဟိုးကမျက်ခင်းစိမ့်မှာကြာသွားတာကိုတော့ကောင်းမလေးကခက်သက်သက်လိုက်ကောင်းနေတယ်။တလုံးပြီးတလုံးပြီးတော့နောက်တလုံး ကောက်သီးတွေကုန်သွားတာနဲ့တပြိုင်တည်းဆရာကပေါက်ဆာကိုကောက်တန်လှမ်းပေးထားလိုက်တယ်။ပြီးတော့မြေပေါ်မှာခက်ဖွားဖွားထိုင်ချပြီးခေါင်းမှာညှက်ထားတဲ့လက်ကင်ဘွားကိုထုတ်လို့ချွေးတုံနေပြန်တယ်။ကောက်သီးတွေကောက်ပြီးပြန်တက်လာနေတဲ့ကောင်မလေးကတော့ပေါက်ဆာတို့အနာကိုရောက်တဲ့အခါအတော်မောနေပါပြီ။တစ်ခုလုံးမှာချွေးတစ်ပြိုင်ပြိုင်မျက်နှာတစ်ခုလုံးလည်းနီးဆက်ဆက်ကြီးဖြစ်နေပါပြီ။ကဲငါတလက်တော့ကောက်အောင်မယ်ပူစုမရာနင်းဆရာနဲ့တလက်နေအောင် ပေါ့စားကပြပြောဆိုဆိုလွယ်အိတ်အလုတ်ကိုလွယ်ပြီးမြေနှိမ်အတိုင်းဆင်းသွားတယ်။ပူစုမကတော့သူ့အပေါ်ညာတာလွန်းတဲ့ပေါ့စားရဲ့ကြောပြင်ကိုငင်းမိနေစေ။တကယ်တော့လေဒီကလေးတွေဟာဘဝတူတွေပါပဲ။တချို့အဖေမရှိကြဘူး။တချို့အမေမရှိကြဘူး။တချို့မိတစ်ကွဲဖတစ်ကွဲ။တချို့ကြတော့လေအိမ်တွင်းရေးအဆင်မပြေကြ။သူတို့အားလုံးဟာဒီကိုမိုင်ကောက်ကွင်းပဝင်းကျင်ကရွာလေးတွေကပါပဲ။တရားကြီးကကြောက်ရည်တွင်ကကြံကင်းစုက မယန်းကုန်းနဲ့မြောက်ဥကလာကျောင်းဟောသည့်ရှိုးမြောင်တောင်ကုန်းတွေကြားမှာနွားကျောင်းစိတ်ကျောင်းရင်နဲ့ခေါင်းသီးကောက်သမားလေးတွေခေါင်းအိတ်ထန်းသမားလေးတွေလာဖြစ်နေကြတာပါပဲပူစုမကဆရာကို ကြည့်လိုက်တယ်ပြီးတော့တီကလေးကိုမြေမှာထိုးဆိုင်ပြီးခေါင်းသီးကလေးကိုတင်ပေးလိုက်တယ်လက်ကနေလွင့်ပြေးသွားကြတော့ခေါင်းသီးကလေးများနောက်ဆုံးလူကြီးရိုက်လိုက်တဲ့ခေါင်းသီးဟာလေထုကိုလှစ်ခနဲခွင်းထွက်သွားပြီးတဲ့နောက်ဟိုးခက်ပြပြကျင်းစီကအလန်နိုင်ဘေးမှာသွားကြတယ် ရင်းစင်ပွဲကတော့စနေပါပြီ။ဒါကြောင့်မို့လဲပေါင်းစားတို့ပုစုမတို့အားလုံးဒီဘက်ကွင်းကိုရောက်နေကြတာပေါ့။ဒီပွဲမှာကရိုက်သူ300ပေါင်းစားတို့ပုစုမတို့ဆရာကပထမဦးဆုံးရိုက်သူ။ဒါပေမဲ့ကျင်းတဲ့အဝေးဆုံးဟိုးမှာလမ်းမြင်နေရတာပါပဲ။ဘလောက်ပဲဝေးဝေးညာစင်းရောက်မြက်ခင်းပေါ်မှာခေါက်သီးလေးတွေကဖွေးလို့ပုစုမကပေါင်းစားလွယ်ချားတဲ့ခေါက်အိပ်လေးကရောင်စုံထီးကိုဆွဲနှုတ်ယူလိုက်တယ်။ပြီးတော့ခက်တွတ်တွတ်ဖွင့်ပြီးကျင်းစီကို ခြေလမ်းပြင်နေကြတဲ့လူတွေတဲကဆရာကိုမိုးပေးထားလိုက်တယ်။ခေါင်းရိပ်သမားအလုံးထီးတော်မူကိုစီကိုငါနဲ့ပေါက်ဆက်ကလည်းခေါင်းအိတ်ကြီးကိုအနိုင်မနှင်းလွယ်လျက်ပုစုမာကထီးကိုပိတ်လိုက်တယ်။ပေါက်ဆက်ကလည်းကျင်းစိန်နဲ့ခေါက်တံကို ထုတ်ပြီးဆရာကိုတရိုတသေးပေးလိုက်တယ်။အလုံးကစိတ်ဝင်စားနဲ့ဆရာကိုဝိုင်းကြည့်နေကြတယ်။ဆရာကခေါက်တံလေးကို စကာစကာနဲ့ခြေထောက်အဆုံကိုဘယ်ညာရွှေကရွှေကနဲ့ ခက်ကြကြချိန်ဆပြီးတော့မှခေါင်းသီးကိုအသာကလေးတို့ရိုက်ရိုက်လွတ်လိုက်တယ်။ခေါင်းသီးဟာမြခင်းစိတ်တစ်လျှောက်ခက်စီးစီးလိမ့်ပြေးသွားရကနေကျင်းထဲကိုဒိုင်ရိုက်ကိုဝင်သွားတော့တာပါပဲ။ပေါ့ဆာကဆေးရလက်ထဲကခေါက်တံကိုလှမ်းယူတယ်။ပူစုမကကျင်းထဲကခေါင်းသီးကိုပြေးကောက်ပြီးအဝတ်စုံနဲ့တုပ်တယ်။ပြီးမှအိတ်ထဲကိုထည့်ထီးကိုဖွင့်ဆေးရကိုမိုးနဲ့ဇက်တိုက်လှုပ်ရှားလိုက်တယ်။အားလုံးကနောက်တခြင်းဆက်ဖို့အသင်အလေလောက်ကိုကြာသွားတာပေါ့ဆာရ ကျွန်တော်ဆင်းကောင်းမယ်ဆရာနေပါစေကွာအကုန်လုံးလိုလိုပါပဲရှေးကံပေါင်းပေါ်မှာရက်ပြီးရေကန်အလဲကိုငေးကြည့်နေကြတယ်ဒီတခါဘလို့ဖြစ်သွားတယ်မသိဘူးဆရာရိုက်ချက်ချော်သွားတယ်ထင်ပါရဲ့ကောက်သီးဟာလမ်းလွဲပြီးယူကလစ်တန်းတွေပေါ်ကတောင်ကျော်ပြီးဘေးကရေကန်ထဲကိုကျသွားတာပါပဲပေါ့ဆာကတော့ကောက်သီးကိုရအောင်ယူပြီးသူ့အစွမ်းကိုပြကျင်နေတယ်မင်းရဲ့မိမမလားကွာနည်းနည်းတော့မိမယ်ထင်တယ်ဆရာဟာနစ်နေပါဦးမယ်ကွာ နစ်ဘူးစရာကျွန်တော်ရေကူးတတ်တယ်၊နှွေးဆူဒီကန်ကတိတ်မနေပါဘူး။ပေါ့ဆာကပြောပြောဆိုဆိုခေါင်းအိတ်ကိုမြေပေါ်ချတယ်။စွတ်ကျန်တဲ့ဘောင်းမီကိုချွတ်တယ်။ပေါ့ဆာနေနစ်မယ်နော်။ပူစုမလန်းသတိပေးပေမဲ့ပိုင်ပါတယ်ဆိုတဲ့သဘောနဲ့ပေါ့ဆာကဖြပြုံပြုံပြီးတော့နှောင်ယောင်ထနေတဲ့ရေထဲကိုဒိုင်မင်ထိုးဆင်းပြီးရေလဲစီကိုခတ်တွက်ကူသွားတယ်။အေးအေးအဲ့လောက်မှာကွာ။ကမ်းမော်ကလူတွေဝိုင်းអော်ကြတယ်။ ပေါက်ဆက်ကရေထဲကိုစုကနေငုတ်လိုက်ပြီးတအောင်နောက်ကြမှာဘွားကနေပြန်ပေါ်လာတယ်။တွေ့လားဟ။ပေါက်ဆက်ကခေါင်းခါပြပြီးတခါပြန်ငုတ်သွားပြန်တယ်။တော်တော်ကြာမှပြန်ပေါ်လာပြီမဲ့ဘာမှမတွေ့ပါဘူး။ပေါက်ဆက်လာလာလာနစ်နေအောင်မဲ့။ဆရာလမ်းမခေါ်လဲပေါက်ဆက်ကပြန်ကူးလာတော့မှပါ။ကဲမော်ရောက်တော့ကြာဟောဟဲလိုက်နေပြီလေ။မဲမဲမမွေအသားမှာရွှွနှစ်ယူရီစီကြနေတယ်။မျက်လုံးကလည်းနှီးရဲလို့။နေရာမသိလို့ဆရာရဲ့နှုတ်ဆိုရင်ရတယ်။ ။ပေါ့ဆာကမကြည်မနဲ့ပြောပြီးဘောင်းမီနဲ့အင်ဂျီမြေပေါ်ကတောက်ယူတယ်။နေတော်စောင်းသွားလို့လားမသိပါဘူး။ခေါင်းတိရိုက်သူတွေတခွဲခွဲပြန်ကုန်ကြပါပြီ။ဆရာကလည်းပြန်တော့မလို့သူကားပေးမှာ။ကဲပေါ့ဆာကြီးမနဲ့ပြန်မလာကြနဲ့ကွာ။တရက်တလေတို့နားစားရအောင်ရက်ဆက်ကြည့်ဆိုတော့ပန်းလုံးပါလေ။ပေါ့ဆာရောပူစုမပါတယောက်မျက်နာတယောက်ကြည့်မိကြတယ်ဟုတ်တယ်ရက်ဆက်ကြီးဆိုတော့ပင်မန်းပေလိမ့်မယ် ခေါင်းအိတ်ကြီးမနိုင်တနိုင်ချမ်းထားတဲ့သူတွေခေါင်းသီးရရကိုထီးနဲ့လိုက်မိုးရတဲ့သူတွေအပြေးလွာခေါင်းသီးကောက်ကြရတဲ့သူတွေသူတို့တွေသူတို့တွေထက်ဆရာတို့ကပင်ပန်းပေးလိမ့်မယ်ဘောက်စ်ဝက်ကွန်ကားလေးကတော့ထွက်ခွာသွားပါပြီအကောက်ခိုမဂဇင်းအမှတ်30989နောက်ဆက်ပြီးကြတဲ့သူအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင် အားလုံးဘေးကင်းလုံခြုံကြပါစေရှင်။